အားလုံးပဲမင်္ဂလာပါခင်ဗျာ90 get soccer channel ကလည်းပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီဗီဒီယိုမှာတော့ Real Oviedo နဲ့ Espanyol ကစားကြောင်းမဲ့ La Liga ပွဲကောင်းတစ်ပွဲကို preview လုပ်မှာဖြစ်ပါတယ်ကျွန်တော်တို့တွေဒီနေရာလေးမှာမတွေ့ရတာကြာပြီဒီဝါလာကင်းလို့သတင်းကြွချိန်ကစပြီးတော့ကိုလူတွေကြမ်းမှဆန်းသာကြပါစေဗျာစီပွားရေးသမားတွေလည်းရောမောင်းဝယ်ပန်းနေလှကြပါစေနောက်ပကြခင်မှာစိုက်ပျိုးထားတာတွေကိုရိတ်သိမ်းရတော့မဲ့တောင်သူဦးကြီးတွေလည်းတိနှံနေအထွက်တိုးကြပါစေဗျာ ရေလံကုန်လံတွေပို့ဆောင်ရင်ဆရာကြီးတွေလည်းဘေးကင်းလုံခြုံကြပါစေပြီးတော့ကျွန်တော်တို့ရဲ့တစ်လုံးနှလုံးသုံးလုံးဆရာကြီးတွေလည်းစံတိုင်းအောင်ဆောင်းတိုင်းမြောက်ကြစေဖို့ဒီနေရာကနေဥစွာပထမဆုမွန်ကောင်းတောင်းပေးပါတယ်ဗျာ Real Oviedo နဲ့ Espanyol ကစားမဲ့ပွဲတွေမြန်မာစံတော်ချိန်တနာရီခွဲမှာဖြစ်ပါတယ် Oviedo ကအဆင့်၁၇မှာရှိပါတယ် Espanyol အသင်းဒီအဆင့်၉နေရာမှာရှိတဲ့အသင်းဖြစ်ပါတယ် ရီယယ်အိုဗီယာဒိုရဲ့လာလီဂါစုစုပေါင်းပွဲစဉ်1 2 3 4 5 6 9 10အဲ့ဒီစစ်ပွဲရဲ့ကျင်းအောင်မြင်မှုအပိုင်းကိုကြည့်တဲ့အခါလာလီဂါမှာဘော်ရီဂျေးစုစုပေါင်း6ပွဲအထိကျထားပြီးတော့2ပွဲပဲကြည့်အောင်ပါလေအိမ်ကွက်မှာ2ပွဲကြည့်အောင်နဲ့အဝေးကွက်မှာ2ပွဲကြည့်အောင်လာလီဂါအသင်း30ထဲမှာလက်ရှိအချိန်အထိဘော်ရီဂျေးအောင်မြင်မှုအနေဆုံးအသင်းတွေရီယယ်အိုဗီယာဒိုအသင်းဖြစ်ပါတယ်အိမ်ကွက်မှာကလာထားတဲ့စုစုပေါင်း4ပွဲမှာ3ပွဲဘော်ရီဂျေးကျပြီးတော့2ပွဲပဲကြည့်အောင် သူကြေကြထားတဲ့အသင်းတွေကိုကြည့်တဲ့အခါဘာစီလိုနာအသင်းပါတယ်ရီယယ်မက်ဒရစ်အသင်းပါတယ်နောက်တန်တက်လီဗန်တေးအသင်းပါတယ်ဆိုတော့အင်ဂွဲမှာလီဗန်ကသာ၃ပွဲကြေကြထားတဲ့ဆိုပေမဲ့နှစ်ပွဲတည်အသင်းကြီးတွေဗျစတဲ့ကြထိုက်တဲ့အသင်းတွေကိုကြေကြထားတာတော့တွေ့ရတယ်ဘာစီလိုနာနဲ့ကသာရတဲ့ရှုံးတယ်ရီယယ်မက်ဒရစ်နဲ့ကသာရတဲ့ရှုံးတယ်ဒါပေမဲ့ရီယယ်ဆိုစီဒက်ကိုသူတို့အင်ဂွဲမှာကသာတဲ့အခါနိုင်အောင်ကသာထားတယ်ဘော်ဒီချေးအောင်အောင်ကသာထားတယ် ဆွန်စီတက်ကိုသူ့ကွဲမှာ10နဲ့နိုင်ပြီးတော့အဲ့ဒီကွဲမှာဆွန်စီတက်က Real Oviedo တင်းကိုတရေအနှုတ်20 30လောက်ပေးခဲ့တာကိုပေါင်းကျေတက်နှစ်အနှုတ်30ပေးခဲ့တာအဲ့ဒီကြေးမှာ Real Sociedad ကိုသူနိုင်အောင်ကစားထားတယ်ဒါက Real Oviedo ရဲ့ body ကြေးမှတ်တမ်းဖြစ်ပါတယ်ကိုပေါင်းကျေမှတ်တမ်းကိုကြည့်တဲ့အခါအိမ်ကွင်းမှာစုပေါင်းကစားထားတဲ့၄ပွဲမှာ Barcelona နဲ့ပွဲမှာ၉ပေါ်တယ် Real Madrid နဲ့ပွဲမှာ၉ပေါ်တယ်တန်းနဲ့၂ပွဲလုံးသူ၉အောက်ကစားထားတယ်ဆိုလိုတာကအသင်းကြီးမှမဟုတ်ဘူးဆိုရင် ရီယယ်အိုဗီယာတို့ကိုဂိုးပေါ်အောင်ကစားဖို့ခတ်တယ်ဆိုတာကို highlight ပြကြတာဖြစ်ပါတယ်။အင်ကွဲမှာကစားထားတဲ့စုပေါင်း၄ပွဲမှာသွင်းကိုက၂ဂိုးပဲရ။ဒီတော့အဲ့ဒီ၂ဂိုးလုံးကိုပထမပိုင်းတစ်ပိုင်းနဲ့မှပဲသူသွင်းလာတာ။ဒုတိယပိုင်းကျတော့ရီယယ်အိုဗီယာတို့ဒီလုံးဝဂိုးမရတော့။ပြီးတော့ဒီအသင်းရဲ့ပထမပိုင်းဘေးကိုပထမပိုင်းမှာသူ၂ဂိုးပဲပေးထားတယ်။ ဘာစီလိုနာနဲ့သူကစားပြီးပြီရီယယ်မက်ဒရစ်နဲ့ကစားပြီးပြီအဲ့ဒီအသင်းတွေတောင်မှဒီတန်တက်အိုဗီယာဒိုအသင်းကိုပထမပိုင်းတပိုင်းထဲမှာတကူးထပ်ပို့ပြီးတော့မသွင်းနိုင်ဘူး။ဒါကဒီအသင်းရဲ့ရာဂိုပေကိုမှတ်တမ်းဖြစ်ပါတယ်။ဒီဘက်မှာသူတို့ရဲ့အဓိကနောက်ခံကစားသမားနာချိုပီတဲ့တန်ရာကြောင့်လွဲပါအောင်မယ်ဗျာ။အစပန်ညောကြတော့ပွဲစဉ်1ပွဲစဉ်2ပွဲစဉ်3 4အဲ့ဒီ၄ပွဲမှာတောက်လျှောက်ကိုကောင်းခဲ့ပြီးတော့ပွဲစဉ်5ပွဲစဉ်6ခွန်8အဲ့ဒီနောက်ဆုံးကစားထားတဲ့၄ပွဲမှာကြတော့မဟုတ်တော့ဘူး။ ဝဲဘက်မှာကစားထားတဲ့စုပေါင်း၃ပွဲမှာနိုင်ပွဲလုံးဝမရှိဘူးနှစ်ပွဲတည်ရကြတယ်တပွဲရှုံးတယ်အဝဲခွင်း၃ပွဲမှာရာဂိုးက၂ဂိုးပဲရှိပြီးတော့အဲ့ဒီ၂ဂိုးလုံးကိုလည်းပထမပိုင်းတစ်ပိုင်းထဲမှာပဲသူတွင်းလာတာဒေသင်းဒီဒုတိယပိုင်းတွင်းကိုလုံးဝမရှိဘူးဒုတိယပိုင်းမှာပေးဖို့ပဲရှိတယ်ဒါကဒေသင်းရဲ့ရာဂိုးပေးဖို့မှတ်တမ်းဖြစ်ပါတယ်ဂျင်းအောင်မြင်မှုကိုကြည့်တဲ့အခါလာလီဂါပွဲစဉ်၁၁၃၄တောက်လျှောက်ဂျင်းအောင်ခဲ့ပြီးတော့လာလီဂါပွဲစဉ်၅၆၈နောက်ဆုံး၄ပွဲဆက်အိမ်ခွေးအဝဲခွေးမှာသူကြေကြတာ အဝေးကမှာကစားထားတဲ့သုံးပွဲကိုပဲကွက်ပြီးတော့ကြည့်မယ်ဆိုရင်တော့တပွဲကြည့်ပြအောင်လေတပွဲကြည့်တဝက်ရှုံးနေနောက်ထပ်တပွဲတည်ကြည့်ပြန်ခွာထားတယ်ဆိုတော့အဝေးဘက်မှာကြည့်အောင်မင်းမှုမှတ်တမ်းမကောင်းဘူးဆိုပေမဲ့ပုံစံပတ်သက်ချုံထားတာမျိုးလည်းမရှိသေးပါဘူးဒါကဒီအသင်းရဲ့ဘော်ဒီကြည့်အောင်မင်းမှုဖြစ်ပါတယ်ဂိုးပေါင်းသေးကွက်ကိုကြည့်တဲ့အခါအဝေးဘက်စုပေါင်းသုံးပွဲမှာတပွဲကိုပေါ်ကစားထားပြီးတော့နှစ်ပွဲအထိသူဂိုးအောင်ကစားထားပါတယ်ဒါကအစပန်ညောအသင်းရဲ့အဝေးဘက်ဂိုးပေါင်းကြည့်အောင်မင်းမှုမှတ်တမ်းဖြစ်ပါတယ် ဆိုတော့ဒီနှစ်သိန်းကိုအနစ်ပြန်လျှော့ရရင် Oviedo ဒီစုပေါင်း6ပွဲသူကြေကျထားတယ်။ Espanyol ဒီ၄ပွဲဆက်ကြေကျထားတယ်။ Oviedo ဒီအိမ်ပွဲမှာဒုတိယပိုင်းအတွင်းကိုလုံးဝမရှိတဲ့အတင် Espanyol ကအဝင်းပွဲမှာဒုတိယပိုင်းအတွင်းကိုလုံးဝမရှိတဲ့အတင်ဒီပွဲတွေပေးထားတဲ့စတဲ့ကြေးကိုကြည့်တဲ့အခါ Espanyol အတင်းကနေ Borigi ဒဲဝင်ရောကနေမြန်မာကြေးနဲ့ဆိုတရေနှုတ်38လောက်ပေးတယ်ကိုမောင်ကြီးကနှစ်အနှုတ်90ဝင်ရောကနေနှစ်အနှုတ်90အတိပြီးခဲ့တယ်ဒါကဒီပွဲရဲ့စတဲ့ကြီးပဲ အခုပွဲကစားမဲ့နေ့မြန်မာစံတော်ချိန်တနာရီ16မိနစ်မှာလဲအစပန်နိုအသင်းရဲ့ဗော်ဒီကျဲကဒီတိုင်းပဲဗျဒဲဝင်ရောကနေတရင်တော့25 30လောက်ပေးထားတယ်ဂိုးပေါင်းကျဲကတော့နေ့အနောက်90ဝင်ရောကနေ2ပေါင်း20လောက်အထိဖြစ်လာတယ်ဂိုးပေါင်းကျဲတိတိတတ်တတ်ကြလာတာကိုတွေ့ရဒီပွဲမှာစိတ်ဝင်စားဖို့ကောင်းတာကအဲ့ဒီဂိုးပေါင်းကျဲဝင်ရောပဲဗျအစပန်ရောအသင်းရဲ့ဒီဂိုးပေါင်းကျဲဝင်ရိုးတွေကိုလက်ရှိကစားကပ်ပြီးတဲ့ပွဲစဉ်တက်တက်3 4 5 6 8အဲ့ဒီ7ပွဲလုံးရဲ့ဂိုးပေါင်းကျဲဝင်ရိုးတွေကိုလိုက်ကြည့်တဲ့အခါအစပန်ရောရဲ့ original ခြေဝင်ရိုးဒီနှစ်အနှုတ်50နှစ်နှုတ်50ထက်သူပိုပြီးမြင့်သွားရင်သူ့ရဲ့ခြေဝင်ရိုးနှစ်နှုတ်50ကနေနှစ်နှုတ်60 90ကိုသူပေးတယ်နှစ်နှုတ်50အောက်ရော့ပြီဆိုရင်လည်းဒီနှစ်နှုတ်50ဝင်ရိုးကနေပဲနှစ်နှုတ်40 30စသဖြင့်သူပေးတယ်ဆိုတော့ဒီဘက်မှာပေးထားတဲ့ 2D ဆိုတဲ့ဂိုးပေါင်းခြေဝင်ရိုးဒီအစပန်ညောအသင်းရဲ့ဂိုးပေါင်းခြေမဟုတ်ဘူးဒါဒီ Real Oviedo အသင်းရဲ့ဂိုးပေါင်းခြေလို့ကျွန်တော်တို့ယူဆလို့ရပါတယ်နောက်ဆိုရင်ဒီဘက်ရဲ့ body ခြေဖြစ်တဲ့ဖြစ်တိုက်တဲ့အစီအစဉ်တခုကိုကျွန်တော်တို့ ။ဟိုတခြားလိုက်ပြီးတော့တွက်ဆက်ကြည့်အောင်။ဒီတစ်သင်းလုံးဒီ Real Sociedad နဲ့ကစားပြီးပြီ။ Real Madrid အသင်းနဲ့ကစားပြီးပြီ။အဲ့ဒီအသင်းတွေမှာပေးခဲ့တဲ့ Borja ဂိုးပေါင်းကြီးတွေနဲ့ဒီတစ်သင်းကြောင့်ကွာဟမှုကိုကျွန်တော်တို့နည်းနည်းတွက်ကြည့်အောင်။ Real Oviedo ကွဲမှာ Sociedad တွားကစားတဲ့အချိန်မှာ Sociedad ကသီးရနှုတ်40 Borja ပေးခဲ့တယ်။အဆိုသူရင်ကွဲမှာကစားခြင်းဝမ်ပေါင်း90ဝင်ရောကနေသူပေးမယ်။အစပန်ယောတီဆိုစီဒက်ကွဲမှာသွားကလာတော့ဆိုစီဒက်ပေးခဲ့တဲ့ခြေကတရေနှုတ်တရာ။ဆိုတော့ဆိုစီဒက်နဲ့ကစားခဲ့တဲ့ပွဲတွေကိုကြည့်ပြီးတော့ ဒီအိုဗီယာဒိုနဲ့အစပန်ညောဈေးကွက်ကွာဟမှုကိုကြည့်ချင်ဒီနှစ်သင်းကြားမှာတရေအနှုတ်90တင်းပြည့်တက်ပြည့်ကွာပါတယ်ဗျာရီယယ်မက်ဒရစ်နဲ့ကစားခဲ့တဲ့ပွဲကိုတွက်ကြည့်ရင်လည်းအတူတူပဲရီယယ်အိုဗီယာဒိုနဲ့အစပန်ညောဒီဈေးကွက်မှာတရေအနှုတ်90ကွာတယ်ဒါကအဝေးကွင်းဈေးကွက်ကွာဟမှုကိုဆိုလိုတာဖြစ်ပါတယ်ဆိုတော့ရှင်းရှင်းပြောရရင်ဈေးကွက်သီအိုရီယာအစပန်ညောတင်းဒီအိုဗီယာဒိုကိုဝေးဘက်မှာတွားကစားခြင်းနိုင်ဆုံးတရေအနှုတ်90ဝင်ရောကစပြီးပေးရမယ်ဒါမှအနိုင်ရမယ်ဒါကဈေးကွက်သီအိုရီသဘောတရား ဒါပေမဲ့ဒီနေ့ညမှာကစားဘောကလာလီကာတပွဲတည်းရှိတယ်ဟိုဘွန်နက်လီကာတို့လီကူတို့ကလည်းလူစိတ်ဝင်စားချက်မှစိတ်ဝင်စားမယ်အဲ့တော့ဒီပွဲကိုဟိုတင်တော့90ပေးလိုက်ရင်အစပန်ယောမှာလူတွေပုံမှာဆိုလို့ဘာဖြစ်လို့ညာဖြစ်လို့ဆိုပြီးကိုလူတွေတွေးမယ်ဆိုလဲကြိုက်တယ်လို့တွေးလို့ရတယ်မှားတယ်လို့ခံပဲကျွန်တော်ကဒီတဲ့တဲ့ဈေးကွက်ကွာဟမှုဖြစ်တဲ့ဖြစ်တိုက်တဲ့အခြေအနေတခုကို highlight လုပ်ပေးတာပဲတစ်ဖက်မှာဖွင့်ထားတဲ့ကြီးတွေကိုကြည့်တော့ Obiado အသင်းအနိုင်ကိုသုံးစားကြော်ရမယ် အစပညောနိုင်ငံရင်လဲသုံးစားနေပါရမယ်ဒီပွဲဒီမိနစ်60အတွင်းမှာတရေကျသွားနိုင်ပြီးတော့နိုင်ကျင်တဲ့အသင်းတွေကပ်ပြီးတော့အနံ့ရသွားနိုင်မယ်မိနစ်60အတွင်းမှာနှစ်ဖက်သွင်းကိုလုံးဝမရှိဘူးဆိုတော့အဲ့ဒီခြေကိုဖွင့်ထားပေးပါတယ်85မိနစ်တည်းမှာနှစ်သင်းပေါင်းသွင်းကိုလုံးဝနှစ်ကိုမရောက်ဘူးဆိုတော့ခြေကိုလည်းဖွင့်ထားပါတယ်ပထမပိုင်း45မိနစ်မှာ Real Oviedo ရောအစပညောအသင်းရောနှစ်ကိုလုံးနှစ်သင်းလုံးကဂိုးတွေမရနိုင်ဘူးဆိုတော့ခြေကိုဖွင့်ထားပါတယ် ဒုတိယပိုင်း၄၅မိနစ်ကျမှဒသင်းမောင်းသွင်းကိုတကိုးလားဒါမှမဟုတ်နှစ်ကိုးလားရောက်မယ်ဆိုတဲ့ကြေးမျိုးကိုဖွင့်ထားတာတွေ့ရပါတယ်ဒီပွဲစီပထမပိုင်း၄၅မိနစ်ဒုတိယပိုင်း၄၅မိနစ်မိနစ်60လုံးအဲ့ဒီသုံးခုလုံးအတွက်ဖွင့်ပေးထားတဲ့ကြေးတွေဒီကန့်ညင်မှုရှိတယ်မျှတမှုရှိတယ်ဆိုတာကိုတွေ့ရပါတယ်ဘောလုံးမွေးတွေကိုနေရာကျကျကစားကြတဲ့ကြေးကိုလေကိုကြီးကျော်ခွန်၈၉နဲ့တော်ရောက်ဆက်သွယ်ပါဗျာအပေါင်းကောင်ကိုခွန်ခွန်၃၅နဲ့နဲ့၆တက်တက်ကိုဆက်သွယ်ပြီးတော့မင်းကုန်းနဲ့မေးပါ တရက်ကြည့်ပြီးတော့ကစားနည်းဖြစ်တဲ့အတွက်ဟိုဟာမလို့ရတရားမလို့ရဆိုတာတွေတော့ရှိပါနေပဲကျွန်တော်ကဒီဘဲတွေရဲ့ငွေကြေးပိုင်းမှာယုံကြည်စိတ်ချရတယ်ဆိုတော့စံနှုန်းတစ်ခုတည်းကိုပဲကြည့်ပြီးကြော်ညာပေးတာဖြစ်ပါတယ်။ဂျန်နဲ့စီကန်းနေဘာမလို့ရညာမလို့ရတယ်ကျွန်တော်နဲ့မဆိုင်ဘူး။ကိုလည်းစိတ်ကြိုက်ဖြစ်တယ်ကိုနဲ့လည်းကြိုက်တယ်ဆိုမှကစားဖို့အကြံပြုပါတယ်ဗျာ။ပြီးတော့နှစ်ပတ်တာနားခဲ့တဲ့တတူးရဲ့ရောင်းပွဲမနက်ဖြန်ကစပြီးတော့ပြန်လည်စတင်ပါမယ်ဗျာ။ဆိုတော့ဒီပွဲကိုကျွန်တော်တို့ဘယ်လိုဆုံးသတ်မလဲ။ ရီယယ်အိုဗီယာဒိုနဲ့ဆိုစီတက်ကစားကြောင်းပဲပွဲမှာဈေးကွက်အမှားတည်ဘယ်ဟာဖြစ်မဲ့တယ်ဒီပွဲမှာအစ်စပန်ညောတင်းတည်အပေါ်အသင်းနေတဲ့သူလာကစားရတယ်ဘော်ဒီချေးပေးတယ်ဒါပေမဲ့ဂိုးပေါင်းချေးကြောင့်မှသူ့ရဲ့ဂိုးပေါင်းချေးဝင်ရိုးပေးတာမျိုးမဟုတ်ဘဲနဲ့တူဒီဆိုတဲ့ဂိုးပေါင်းချေးကိုလာပေးတယ်ဒီဂိုးပေါင်းချေးတည်ဒီပွဲမှာမှားနေရလို့ယူဆတယ်ဒါကနံပါတ်1မှာနောက်နံပါတ်2အမှားကိုဆက်ကြည့်တော့ဘော်ဒီချေးပြဒီပွဲမှာဖြစ်တဲ့ဖြစ်ထိုက်တဲ့ဈေးကွက်သီအိုရီအရဖြစ်တဲ့ဖြစ်ထိုက်တဲ့ချေးတည်တရေနှုတ်90ကနေပြီးစပေးရမယ် ။တင်နှုတ်90ဝင်ရိုးတည်ထားဗျာ။ပြီးရင်တင်နှုတ်40ပေးလို့လည်းရတယ်။တင်နှုတ်60လည်းပေးလို့ရတယ်။ဒါပေမဲ့လက်ရှိမှာဒဲဝင်ရိုးကိုတည်ပြီးပေးထားတာဖြစ်တဲ့အတွက်ဒီပွဲတည် body ချေရောဂိုးပေါင်းချေရောတည်ဈေးကွက်အမှားကြီးလို့ကျွန်တော်ယူဆတယ်။ဒီပွဲမှာ real obiado အသင်း body ကြိုက်တယ်။လက်ရှိပေးထားတဲ့ 2d ဆိုတဲ့ဂိုးပေါင်းချေမှာဂိုးအောက်ပါကျွန်တော်ကြိုက်တယ်။ဒါကဒဲဝင်ရိုး 2D ဆိုတဲ့အခြေအနေနဲ့ကျွန်တော်ပြောတာဖြစ်ပါတယ်။အဲ့လိုမှမဟုတ်ဘဲနဲ့ပွဲသားဖို့နေကလာတဲ့အချိန်မှာ2ပေါင်း90ဖြစ်သွားပြီဆိုရင်တော့ဒီပွဲကိုကျွန်တော်5ပေါင်းအပေါ်ကြိုက်တယ် ဒီပွဲဒီပွဲကစားဖို့နေကလာတဲ့အချိန်ကြီးကိုပေါင်းကြီးဘော်ဒီကြီးဝင်ရိုးတွေကိုတည်တည်ချာချာစောင့်ကြည့်ရမယ်ပွဲလို့အကြံပြုပါတယ်ဗျာအစုံဒီလိုက်နာတောင်းပေးကြတဲ့တယောက်ချင်းစီတိုင်းကျေးဇူးအထူးပဲတင်ချစ်ပါတယ်မြန်မာပြည်ကြီးမြန်ဆုံးအေးကြပါစေအတ္တမတရားလဲမြန်မြန်ကြဆုံးပါစေခင်ဗျာ